ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥစဉ်ဥဩဘာသာပါဥဩဘာသာဟုတ်ကဲ့ဆရာကြီးပုတ်ပါရပါဆရာကြီးတက်တော်ပြောလားတက်တော်က64နှစ်ဝါတော်ပြောလားဝါတော်က4ဝါပဲရှိပါသေးတယ်ဟုတ်ဟုတ်ပြီရပါပြီဒီမီမဝတ်တာပေါ့နော်ဟာတကာကြီးရေတဲ့ကျုံတဲ့နေ့စဉ်နဲ့နန်းနဲ့ဆယ်နာရီရေချိုးပါတယ်ဗျာတဲ့ဒါအစ်စ်မာတဲ့ဒီချင်းဟုတ်ဒါပေမဲ့တဲ့ကျုပ်ရဲ့ခန္ဓာကိုယ်နဲ့တဲ့ကတွင်းကတဲ့အမြဲပူနေတာကြောင့်တဲ့ ပူကင်းစင်နီးလေးတဲ့ညွှန်ပြပေးပါတဲ့ဟုတ်ပြီတကာကြီးတက်ရှည်ကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ဝပါစေတဲ့ဒါတို့ပါအဲ့တော့အပူများမှန်းသိရရှင်တော့ဆရာရေချိုးတဲ့အခါမှာဟုတ်ကဲ့ဆရာတမန်ရေချိုးတာတဲ့လေဟုတ်ကဲ့ဆရာခါတဲ့အရွက်ပေါ့ဟုတ်ကဲ့ဆရာဒါထက်ခါထက်ခါလည်းပြောပါတယ်ခုလည်းပြောရမှာပါပဲတမာကြောင်ရှာရေးယူကြည့်တော့ အခါတော့သူကပူကမတည့်ပါဘူးမတည့်ဟုတ်မဲဇီလီဂွေးတော့ပေါက်ပန်းပြူဟင်းနွေကစွန်းရပေါ့နော်လေကစွန်းပေါ့ကစွန်းဟုတ်ကဲ့အဲ့လိုအခါမျိုးတစ်ခုရတစ်ခုနှမျိုးသုံးမျိုးရနှမျိုးသုံးမျိုးရောပြုတ်လိုက်ပြီးတော့အဲ့ပြုတ်ရည်ရောပြီးတော့ချိုးပြီးရအလွန်သိမ့်မြတ်ပါတယ်နောက်ပြီးသွားတဲ့အခါမှာတဏ္ဍာရည်ကျဲလေးရရကရမလေးရရနှစ်ခုပေါ့ နတ်သဖြူတောင်တိုင်းကြီးတောင်ကလူကတော့မတည့်ပါဘူးဟုတ်ကဲ့ဆရာအဲ့ဒီလေးပြီပါလေးနဲ့တကောတကောလေးရက်လိုက်ပါဟုတ်ကဲ့ဆရာအဲ့ဒါဒီပြင်းရင်စီကဲသူအကျိုးသက်ရောက်မှုရပြီးတော့တိတိတသာတက်တာတော့မှာပါလို့ဟုတ်ကဲ့ပါဆရာတပတ်လောက်အတွင်းမှာကိုကျင်းတဲ့လောက်တက်တာတော့မှာပါလို့ဟုတ်ကဲ့ပါဆရာစားတောင်နေတယ်အောင်ဆရာအစားတော့တပြားဟောင်းပြဖွင့်တယ်လို့ပဲနော်ဟုတ်ကျော်ဖန်ဆက်ကိုရှောင်းပါချင်ခါအေးကိုစားပါ ဟုတ်ကဲ့ပါဆရာရတဲ့အကြောင်းမျိုးပါလေဟုတ်ကဲ့ဆရာကြော်ဖန်ဆက်ကိုရှောင်းပါရှောင်းပါချင်းခါအေးဝေစားပါဟုတ်ကဲ့ပါဆရာနောက်ဘာကြောင့်လဲဆိုအခုရလူတရားမှာတရားတယောက်ကအပူလွန်လာအေးရွတ်လာလားအပူလွန်လာပါဆရာအပူတွေကြောက်ပါပဲလို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးသာဝနာကင်းဖရာရှင်ကြပါစီဗျာ